မင်္ဂလာများဒီတစ်ခါကျွန်တော်ညကမွန်မာရီကိုဆက်လက်ပြီးဖတ်ပြပေးခြင်းနဲ့ကတော့ဆရာမကြီးကျွတ်ကျွသိင်းဤ1980ခုနှစ်အမျိုးသားစာပေစုရဝိထုတ္တဆူစီမှုစပယ်တကုံးဂမုတ်တဝင်းစာအုပ်ထဲမှာဒီကနွေမာပြူသောပန်းဆိုဝိထုတ္တလေးဖတ်ပြပေးခြင်းပါခင်ဗျာနားဆင်ပေးကြပါဦးခင်ဗျာနွေမာပြူသောပန်းတဲ့တေတာခြံကမကြီးတွင်ထိုးထားသောတန်ကက်လန်ကြီးကိုလွယ်လွယ်လူကူဖွင့်များသည့်ဖြင့်မက်ခင်တွေကအင်္ဂလိပ်ကြိတ်လိုက်မိသည် င်နွယ်တင်တလက်လက်ဖြစ်လာတော့လဲရှိသည်မြအားကိုတုံးကဆွဲဖွင်တော့မှဂျလောက်ခနဲ့မြီကတကားကပွင့်သွားတော့ဤတကားပွင့်သည်နှင့် သူ့နောင်နာမှာဇကားတန်အော်ကြီးကိုကြားလိုက်ရသောကြောင့်မက်ခင်နွယ်ကခြာကနေကြက်ကြည့်ရင်းဘာပြောတယ်ရှင်အိုးဟောအမိကအတော်အရှိသားပဲလို့ပြောတာပါကဲလေဝင်းမခြံနဲ့ကိုဝင်းမမက်ခင်နွယ်ကနှုတ်ခမ်းကိုတင်းတင်းဆေးထားရင်းကသူမကိုမထိတထိပြောနေတော်လူကိုမကြည်မနှက်ကြည့်နေမိဤကောင်းတွင်ကာကီအုတ်ထုတ်ဆောင်းထားသည် ကိုတင်ဝတ်ထားဒီမှာလဲကာကီယောင်ရှိုက်အင်ကြီးလက်တော်နဲ့ကာကီယောင်ဘောင်းပီရှေဖြစ်လေသည်ဒီ channel တွင်ဒီလိုဝေစာမျိုးနဲ့အလုံးစင်းကြသူပေါင်း20ခန့်ကိုနေ့တိုင်းတွေ့နေရသဖြင့်လောသူမများထဲမှာတယောက်ဖြစ်လေမည်ဟုမက်ခင်ရွက်ကတွေးလိုက်သည်ချမ်းမရှင်ဥအောင်ထုံးနဲ့တွေ့ခြင်းလို့ဘယ်မှာတွေ့နိုင်မလဲရှင်။ဩမြေဘဲနှုတ်ဟုလောသူမတယောက်လိုရဲဆိုတဲ့တဲ့ရင်ကြားလို့အလုတ်လာလျှောက်တာထင်ပါရဲ့။ဒါပေမဲ့မိကြည်ရတာအကျန်းခံနိုင်မဲ့ပုံလဲမပေါက်ပါဘူး။ မခင်နဲ့ကစိတ်ပြပြနဲ့ရှေ့သူစက်မလျှောက်တော့ပဲနေရာတွင်ပင်တန့်ကနေရက်ပြစ်လိုက်သည်ပြီးမှရှင်ကျမကိုဘာမှဝေဖန်နေကြမလို့ပါဘူးကျမလှုပ်လာလျှောက်တာလည်းမဟုတ်ပါဘူးရှင်ထင်တာတွေလျှောက်ပြီးရမ်းပြော့မနေပါနဲ့ဥအောင်ထုံးနဲ့သာတွေ့ပြစီအမိတွေ့ကျင်တဲ့ဥအောင်ထုံးကအမိနားမှာပဲရက်နေပါတယ်ရှင်ဩကျုံနိုင်မြဲဥအောင်ထုံးမှာပဲဒီမှာဖက်ကြည့်ပါဦးလားမခင်နဲ့ကကမ်းပေးလာတော့ဆက်ကုကပြဖြူကလေးပေါ်မှဆလုံးကလေးများကိုလော30ဖက်ကြည့်လိုက်မိ ်ဦးအောင်ထွန်းအောင်ထွန်းအထွေထွေစီမံခန့်ခွဲရေးလုံးသမားဒုက္ခရိပ်မြောင်းကဲဦးအောင်ထွန်းကိုအမိပြောစရာရှိတာပြောနိုင်ပါပြီဒီတော့မမခင်တဲ့ကလူကဲခန့်ညောင်းမကူတွေ့ရင်ပြုံးလိုက်ပြီဒီပြုံးတာတော့မျက်နှာကလေးကိုမော်လီရဲ့ဦးအောင်ထွန်းကိုစကားဆလိုက်ရသည်ကျမကဥအောင်ထွန်းဆိုလို့အသက်40 50လောက်ရှိမဲ့အဖိုးကြီးမှန်နေတာကျမကနမီကမခင်တွေပါဟိုဘက်ခြံကိုပြောင်းလာတာ၃ရက်ပဲရှိသေးတယ်ဒီနေ့တော့ဖီဖီနဲ့မီမီကဒီဘက်ခြံကဥအောင်ထွန်းကိုထမင်းစားဖိတ်ချီဆိုလို့ ကျွန်မကိုယ်တိုင်လာဖိတ်တာပါအဲ့ဒါအဲ့ဒါကျုပ်ကလိုက်စားရမယ်ပေါ့ဟုတ်ဟုတ်ကဲ့မခင်နဲ့ကထစ်ထင်ကောင်းကောင်းပြောရင်ခေါင်းငြိမ်ပြလည်းမိဤဝမ်းနေပါတယ်မခင်နဲ့တုတ်လို့လို့အချိန်ပြည့်လုံလုံနေရတဲ့လုံသမားတယောက်ဖို့အိမ်လည်းဖို့အချိန်မပေးနိုင်ပါဘူးအဲတော့ပါပြီအချိန်မပေးနိုင်လဲအတင်းမလိုက်တော့မှောက်သွားမယ်မခင်နဲ့ကထောင်းကနေဒေါသထွက်လာပြီးစကားပြောကြည့်ကြလာသည့်လူကိုထားရခါခြံဝစီတို့လမ်းလိုက်သည်ရိုင်းဆိုင်လာသည့်လူဟုမှတ်ချက်လဲထားလိုက်မိသည်ခဏနေပါဦးလေ လွတ်ပါ ရှစ်လက်ကမြေကြီးတကြမအင်းကြီးပေးကုန်ပြီဒီတော့မှဦးအောင်ထုံးကမက်ခင်နယ်ကြီးလက်မောင်းလေးကိုလွှတ်လိုက်သည်အင်းကြီးပေးတာရေလျှော်ပစ်လိုက်ရပါတယ်ကျိုးစကားမဆုံးသေးပဲထွက်သွားတော့မူလှမ်းဆွဲမိလိုက်တာပါကျိုးဟာကျိုးမလိုက်နိုင်ပေမဲ့ကျိုးညမလေးကိုထည့်လိုက်ပါမယ်လို့ပြောမလို့ဟာအမိကဒေါသကြီးပြီးထွက်သွားတာကိုဟေးဝေးဝေးလာစမ်းဒီကိုခဏဝေးဆိုတော့အသက်20ရွယ်မိန်းကလေးတူသည်ခါတွင်ချိတ်ထားသောတောင်းကလေးကိုလက်ဖြင့်ထိန်းထားရင်းကပြေးလာလေသည် တောင်းတင်းတမ်းမှထွားကျန်းသောဂလုံးလေးသည်ချွေးတို့ဖြင့်ဆူရွှဲနေသောပင်နေဖြင်ကျန်းအင်ကြီးအောက်မှအထင်းသာ ပေါ်လွင်နေ၏ခြေစလုံးတုတ်တုတ်ကလေးများကိုအစင်းရင်အောင်လုံးကြီးအောက်မှမြင်နေရ၏မိကလေးဤပါပြင်းနှစ်ဖက်နှင့်နှုတ်ခမ်းတော်လာတို့သည်ဆေးမဆိုးပဲနှင့်ပန်းနုတွေးရောင်ကြွနေသည်ဝေဝေဒါကဟိုဘက်ခြံကိုပြောင်းလာတဲ့မက်ခင်နဲ့အတွက်ဒါကတော့ကျုံညံမှဝေဝေပဲကိုင်းဝေဝေလှုပ်လှဆလှုပ်တွေကိုထားရခဲ့မက်ခင်နဲ့ထမင်းစားလာဖိတ်တာအခုအစာလိုက်သွားလိုက်စမ်း ခု10နာရီခွဲပြီ12နာရီမထိုးခင်ရောက်ပြန်ခဲ့ဟုတ်ကဲ့ကိုမြမဖြစ်သူကမှာကြပြည်လင်ပြည်ချင်းသူ့လုပ်ငန်းခွင်သို့ခြေလက်သွားတော်၏ဒီတော့မှမက်ခင်နဲ့တပ်ပြင်းကလေးတစ်ချက်ချခြင်းဝေဝေးကိုပြုံးပြလိုက်မိတော်သည်တဲ့ရှင်းဥအောင်ထွန်းဘာပဲနေဆိုင်နေသလဲအိုးကြားပြီလားရောက်နေတာဒီလီရောက်ပွင့်ကြီးတွေလေဒီခင်းကလွတ်နေတာနဲ့စိတ်ကူးရပြီးဆိုင်နေတာဟင်ခုလိုနှွေခေါင်ကြီးမှာရှင်းပါမလားဒါကတော့မြေကြီးလေးရွရပေါ်မှာတည်တာပါပဲ ဟိုမှာကြည့်ပါလားနှွေခေါင်ကောင်ကြီးမှာကျုပ်ဆိုင်ထားတဲ့ပင်လေးတွေတချို့ကပွင့်လို့တချို့ကတီးတောင်နေကြပြီမှန်ပါသည်မခင်နဲ့တွေ့နေရသမျှမြေနေရာတို့သည်စိမ့်ဆူသောတစ်ပင်ရာခင်းများဖြင့်သာပြည့်နေပါသည်သူ့ကွက်နဲ့သူ့ကွက်ချကစိုက်ပြုတ်ထားသည်မှာအာရစရာကောင်းလာသည်ထွာလွန်သောဂိုဘီတို့ကြီးများ စိမ့်ဆူလက်ဆက်သောဆက်လက်ရွက်ကြီးများကတက်တည်ပြနေလေသည်ယခုဒီပန်းကင်းကွက်ကလေးများတွင်ပင်နှင်းစဉ်ပွေးကြီးများသည့်6လက်မှကျော်ပြီသည်။ဒါနှင့်နေပေါင်း ဘက်ကင်နယ်ကဝိဇာတန်အောင်ပြီးသားလို့ပြောကြံကြပါတယ်။ဟုတ်ပါတယ်ဘာဖြစ်လို့ပါလဲ။ဩဝိဇာမကြီးဖြစ်နေတာတော့ညီမပဲမင်ဆိုင်တာ ရှင်ပမလားမေးနေရအံ့ဩလွန်းလို့ပါ။ဘာရှင်ဘက်ကင်နယ်ကစိတ်တူစွာအော်လိုက်မိတော့ဒီရှင့်လို့မြကြီးနဲ့ဖဲ့ပြီးတနေကုန်အလုလုံနေရတဲ့လူမမဟုတ်ပဲရှင့်လို့နေရာကမသိနိုင်ပါ။ဘက်နယ်ဝိဇာမကြီးသူကမက်ခင်နယ်ရှိတဲ့ရရင်စကားဆက်လိုက်ဒီမက်ခင်နယ်ကသူ့ကိုကြော်လွန်ကထွက်သွားရင်ပြင်တော်လဲမရတော့ဘူး။ ညကြီးနဲ့ဖယ်ပြီးတနေကုန်လွတ်လွန်နေရတာဟုတ်လားဒါနဲ့မက်ခင်တွေကျုပ်ကိုအသက်လွတ်နေတာပဲဒီမှာမက်ခင်နဲ့ကျုပ်လူကိုကျုပ်ဂုံယူတယ် မျက်နှုတ်တယ်လေးစားတယ်တန်ဖိုးထားတယ်အမိတို့လိုကောလိပ်တက်နိုင်မှဒီဂရီတတိကြီးပါလာမှပညာရှိတယ်မထင်ပါနဲ့ဒီလိုမျိုးဟာလည်းပညာများကြီးလိုပါတယ်အမိလိုတနေ့တနေ့စထုံကလေးပြင်လိုက်နှုတ်ခတ်နေလေးဆိုးလိုက်လက်သက်ရှည်ကြီးတွေတယုတရလှုပ်လိုက်ခြံနဲ့ဆင်ထန်လိုက်ဆန်နေရာလေးတီးလိုက် အင်းကြီးလုံးကြီးတက်ကလေးလဲပြီးကားနဲ့လျှောက်လဲလိုက်လုံးနေတဲ့မင်းကလေးမျိုးကမင်းကလေးမျိုးကသာတန်မှုမရှိတာဟင်ရှင်ရှင်မက်ခင်နဲ့ကတဆက်ဆက်တုံးလာကဦးအောင်ထွန်းရုံကြီးကိုထုရိုက်ပြက်ကခြံပြင်းစုပြေးထွက်ခဲ့မိ၏ဒေါသထွက်လွန်းသဖြင့်မျက်ရည်များပင်ရုပ်ဝဲကြလာလေသည်ဦးအောင်ထွန်းဤတဟားဟားရဲ့တဲ့ရေမောကြံကြီးကိုကြားနေရသောအခါပို၍ပင်မခံကြီးမခံသာဖြစ်နေမိရှာ၏ဒီလိုလူ့ကွာသာမျိုးနှင့်ဘယ်တော့မှမျက်နှာချင်းမဆိုင်ဘူး၍လည်းဆုံးဖြတ်လိုက်မိ၏ ဟင်းမမနဲ့ဘာဖြစ်လို့လဲဟင်းဝေဝေကကြောက်ဥချင်းကလေးကိုမြေပေါ်တွင်ချထားရင်းမခင်နဲ့ဤပခုံးကိုရွရွရရတိုက်ဖက်ရင်းမိလိုက်သည်မခင်နဲ့ကလည်းဒေါသဖြစ်နေဒေါသဖြစ်ဖြစ်နေတလုံးမကြံပြောပြရင်းသူဤမှတ်ချက်ကလေးကိုပါထည့်လိုက်သည်ဝေဝေကိုတော့မမနဲ့တကယ်ခင်ပါတယ်ဒါပေမဲ့မမနဲ့ဝေဝေတို့ခြံထဲကိုတော့နောက်ထပ်ဘယ်တော့မှလာမမဟုတ်တော့ပါဘူးဝေဝေကိုလိုလူကွာစားမျိုးနဲ့လဲဘယ်တော့မှရင်မဆိုင်ပြစေနဲ့တော့မဟုတ်ပါဘူးမမနဲ့ရဲ့အခုဟာတခါတခါကလေးလိုပါပဲ ခွလွန်လိုက်ပါမမတို့ရဲ့နော်ဝီလေးအခုကိုပြောပါဦးမယ်အမလီမပြောလိုက်ပါနဲ့မမနဲ့ကိုကိုမမနဲ့ဒီတက်ပို့ပြီးတန်ဖိုးမရှိတဲ့မိန်းကလေးဖြစ်မခံပြရစေနဲ့တော့ဝီဝီရဲ့မမနဲ့သွားမယ်ဝီဝီအရင်လာလေပေါ့တော်တော်နဲ့နဲ့မိန်းကလေးချောလေးဤနောက်ကျောပြင်ကိုကြည့်ရင်ဝီဝီကအာနာဝမ်းနေဖြစ်ကကြံရစ်ခက်ရှာလေသည်တဲ့ဖခင်ကြီးနေမိခင်တို့တစ်ဖက်ချံသူကူးသွားသည်နဲ့တပြိုင်တည်းမခင်တွေက ဝိထုသာဝတုကိုယူကခြံထဲသို့ဆင်းလာတော်သည်ဥဝန်ထုံးကဥလေးတို့မိသားစုကျွန်တော်အိမ်၌နနက်စာဆာရန်ကြွားရောက်ပါဟု၍စာရေးဖိတ်ကြားထားသောကြောင့်ဖေဖေနှင့်မေမေကတွားရောက်ကြရခြင်းဖြစ်လေသည်မခင်ရွယ်ကမူခေါင်းမူနေတဲ့ဖေဖေဟုသောအကြောင်းပြချက်ဖြင့်ကတ်ကို၍ဂျန်ခဲ့သည်ဒီလိုလူ့ကစားအိမ်မျိုးမတွားခြင်းမဟုတ်ဘဲနဲ့သူခင်တဲ့သူအလပြင်းဆင်မွမ်းမံသည်ကိုပဲအပြစ်မြင်နေရသောလူမျိုးကိုဘလို့လို့ပေါင်း၍ဘယ်ပုံမိတ်ဆွေဖြစ်နိုင်ပါမည်နည်းဘဲနဲ့မခင်ရွယ်ခေါင်းမူနေတဲ့ဆိုရလူကသာတော့ ဖက်နိုင်သားပဲနော်ကျိန်ပက်လက်ကလထိုင်ပေါ်တွင်စာအုပ်နှင့်ငိန်နေသောမက်ခင်နက်ကသူမနောက်ပါမှရုပ်တရထွက်ပေါ်လာသောအတန်ကြောင့်တုံလုံးသွားပြီးတော်သည်သို့သောစိတ်ကိုချက်ချင်းပင်ထိမ့်၍နေရာမှဆက်ခနဲရက်လက်ရင်ဟုတ်တယ်ရှင်ထင်းတဲ့အတိုင်းပဲဦးအောင်ထောရှင်နဲ့မျက်နှာချင်းမဆိုင်ခြင်းလို့ခေါင်းမူးလဲဆိုပြီးနေရတာပဲကဲရှင်သိကျင်တာသိရပြီမဟုတ်လားကျွန်တော်လာတာစိတ်အေးချမ်းချမ်းနဲ့ရန်ပြေမှန်ပြေလာတာနော်မက်ခင်နက်ဟုတ်ကဲ့ဒါပေမဲ့ကျမကတော့ရန်လို့ရှင့်ကိုရန်လို့မန်လို့စကားပဲပြောချင်တာလေ ကဲပြန်မဥအောင်နော်တန်ဖိုးမရှိတဲ့မိန်းကလေးတယောက်နဲ့စကားပြောနေတာရှင်မတန်ဖိုးကြော်ပါတယ်ပြောပြောဆိုဆိုမခင်နော်ကစာအုပ်ကိုပိတ်ကအိမ်ဘက်သို့ခြေလန်းတွက်တွက်လျှောက်လာခဲ့သည်ဒီတပွဲတွေဖြင့်ဖြင့်သူနိုင်ရကလေးပြီမဟုတ်ပါလားသို့တော်သူမကြီးအောင်ဝဲသည်နေ့လယ်တွင်အပြုတ်ချခံရပါတော့သည်အဖေပြုတ်တဲ့နေ့တူဥအောင်ထုံးမှာအကန်တွင်သူဝင်လာသည်ကိုမြင်လိုက်ရကလေးကမခင်နော်ကထိုင်နေရာမှထလိုက်သည် ဟုတ်တယ်ဥတော်မောက်လုံကန်ကိုတော်လေးသဘောကျတယ်အားလည်းပြီးတယ်တစ်တပင်ကောင်းငှက်တောင်းနားရတယ်ဆိုတော့လို့ ဒီနေ့နဲ့ပတ်ဝန်းကျင်ကလူတွေအားလုံးလူလူရဲ့အတန်းဝဲအကြောင်းလောက်ကလည်းမောက်ချမ်းကြီးပေါ်မှာပဲတည်နေတော့တာပဲစီးပွားရေးအနေနဲ့ကြီးကြီးလူမှုရေးအနေနဲ့ကြီးကြီးအဖက်ဖက်ကတာတုခေါ်ရမယ်လုပ်ငန်းမှာပဲဒါကြောင့်လည်းကြီးပွားပေးတာပဲဟုတ်ပါတယ်ဦးပြီးတော့ကျွန်တော်တို့မောင်နှမနေရာဆုံးမှာကိုယ်တိုင်ကိုယ်ကျောက်ဝင်လုံနေတော့လူသမားတွေကလည်းမခုမကဲရကြတော့ဘူးပေါ့လက်ကပြီးတဲ့ပြင်သူတို့အိမ်တော်စုတွေအတွက်ပါခွဲတန်းစနစ်နဲ့ဆန်းစီဟင်းသီးရွက်တွေပါပြီးတော့သူတို့ကပူကျင်တဲ့နေကြတယ်ဦးရဲ့ တချို့ကတော့ကျွန်တော်တို့နဲ့တိတ်အတွေးမတူကြင်ကြဘူးဒီဂရီလက်ကန်ရှိရင်အစိုးရရရှိလုပ်ဖို့လောက်စိတ်ကူးနေကြတာခုလိုလှုပ်ရှားပါတဲ့ခကြီးမှာ BABSC ဘွက်ရရုံနဲ့အလုတ်ကောင်းကြဘူးအင်မတန်ခဲရင်တာကလားဦးခုလိုကိုဆန်းစားနဲ့ကိုအားကိုကိုပြီးလှုပ်ချင်ကန်ချင်တဲ့လူကအင်မတန်နေတာရေးစားခွင့်ချင်းနေချင်တဲ့စိတ်တွေများပြီးဆံကုံမြေလေးတွေဖြစ်နေတဲ့လူတွေပဲများတာဦးအောင်ထုံးကြီးစကားသုံးတော့မက်ခင်တဲ့ကနေရာမှာခြာကနေလှည့်ထွက်ပြီးအိမ်မော်တက်သူတက်ရန်ပြန်ပြင်လိုက်သည် ဦးအောင်ထွန်းဤမျိုးလုံးများသည့်မိမိအားကြည့်မနေတော့လဲပြောလိုက်သောစကားများမှာမိမိအားရည်ညွတ်နေသည်ကိုသိသဖြင့် အင်္ဂလိပ်ကျိတ်မိသည့်အထိဒေါသထွက်လာမိသည်ဟဲ့သမီးမခင်တို့လာသမအောင်ဖဖြစ်စီ မခင်နဲ့ကသပြင်းတစ်ချက်ချရင် ပြန်လာပြန်လှည့်လာခဲ့ရတော့ဤသမီးမနေ့ပြန်ကစားပြီးအလုပ်ဆင်းရတော့မယ်ဘယ်မှာလဲဖဖအလုပ်ကတော့ဝေးဝေးလန်လန်ပဲသမီးဟောဒီမောင်ထွန်းရဲ့ခြံထဲမှာမခင်နဲ့ကရှင့်ကြံဒါကုံမဲ့လောက်ဟူသောကြည်မျိုးဖြင့်ဦးအောင်ထွန်းကိုလက်ခနဲကြည့်လိုက်သည် ပြုံတုံတို့ဟန်ဖြင့်မိမိအားကြည့်နေသည်ကိုမြင်လိုက်ရသောပို၍မခံကြည့်မခံသာ ဖြစ်မိတော်သည်တမိကကောင်းကောင်းနေကောင်းတာမှမဟုတ်ပဲဒါကြောင့်မဟာဝိဇ္ဇာတဲ့အောင်တန်တန်းကြီးဖြစ်နေတာမို့လားမိမိလည်းပြောပါတယ်ညီဖေကိုဘလို့ဖြစ်တယ်မပြောတတ်ပါဘူးကျုပ်တမိလုံးမလို့လို့ကျုပ်တို့ငတ်မသေးနိုင်သေးပါဘူးရှင်အမေဖြစ်သူကကမကြည်မနဲ့ဝင်ပြောလိုက်သည်အေးမင်းတို့ပြောလိုက်ရင်ဒါပဲဒီကောင်မလေးကလည်းတနေ့တနေ့ခေါင်းမူးရတာနဲ့ဇက်လိရတာနဲ့ပဲအချိန်ကုန်နေတာမို့လားမောင်တို့နမလေးတွေ့လား ကျမ်းမလိုက်တာတောင်းတောင်းမြင်နေတာပဲကျမ်းမှာပါဗောသူ့ချိန်နဲ့သူလှုပ်လှုပ်စားချိန်နဲ့စားအိတ်ချိန်နဲ့အိတ်လို့အေးညီမတော့တနေ့တနေ့ဘာလို့များဖြစ်ဖြစ်မြောင်မြောင်လှုပ်တယ်လဲအိမ်လို့ဆိုလဲမက်တီပဲပဲ့မင်လေးရေတော့အောင်ကလာကလာမဲလောက်မှခေါင်းတော်မှမိကိုယ်တိုင်ချော်ပေးနေရတာကဲပါဖေဖေရဲ့အလုပ်လို့ဆိုလဲလုပ်ပါမယ်ကဲဟိုဘက်ချာမှာဘာလို့ရမှာလဲကြက်စာကြွေးရမယ်ကြက်ဥကောက်ရမယ်ဒီတစ်ခါပြောလိုက်သူကဥအောင်ထုံးမင်းဖြစ်ပါသည်မက်ခင်နေသည် ဘာဟု ရုပ်တွေရောအော်လိုက်မသိကျမတို့ဝိဇ္ဇာပွဲရပြီးတဲ့မင်းကလေးတယောက်ကလာရှင်ကျက်စာကြွေးရမှာကျက်ဥကောရမှာမခင်နဲ့ဒီအံဝန်လုံးသဖြင့်ကောက်ကငင်ကမေးချလိုက်ပြီးတော့ဤအောင်းမဲသမီးရဲ့ဒီလုတ်ဟာတင်းထုတ်တဲ့လုံမဟုတ်ပါဘူးမောင်ထွန်းတော်အောက်ခြေတင်းကဆပြီးလုတ်လာတာပဲမောင်ထွန်းရဲ့လမ်းစဉ်ကိုလိုက်ဆက်မှာသမီးရဲ့မောင်ထွန်းဟာဆိုင်ပြိုးရေးဘက်မှာတိတ်ပံဝက်ရထားတဲ့လူငယ်တူဦးပါပြီးတော့ဖေဖေကိုနိုင်ကအဲ့ဒီလုပ်ငန်းကိုငကူကလေးကသဘောကျလုံးလို့စိတ်ကူးထားတာခုမှပဲကောင်းထဲဖို့ပြစ်တော်တယ် ကဲမောင်ထွန်းကြီးမရပြန်ကစားပြီးတမိမင်းချံမှာလှုပ်လာဆင်းပါလိမ့်မယ်ဟုတ်ကဲ့ခင်ဗျာလကကတော့ဥကိုပြောထားတဲ့အတိုင်းပါပဲဘလို့ချင်းကတော့မနေ့၈နိုင်ခွဲကနေညနေ၃နိုင်ခွဲအထိပါပဲမနေ့စာကိုခြံထဲမှာအလုံးစားကြရပါတယ်မနေ့စာတွေကျွန်တော်တို့ကတာဝန်ယူပါတယ်ကဲကျွန်တော်ပြန်မအောင်မယ်ဝိဆုံကိုတော့ညမလေးညနေကြလာပို့ပါလိမ့်မယ်မခင်နဲ့ကနှုတ်ခမ်းလေးကိုကြိုက်ခါနေရာတွင်ပင်ရက်ကြံရိတ်ခဲ့ရတော့ဤတဲ့ဘယ်နဲ့ကြုတ်ချန်တဲ့ကိုဘယ်တော့မှမလာဘူးဆို ဟုတ်တယ်အခုလာတာကမိတ်ဆွေတယောက်အနေနဲ့လာတာမဟုတ်ဘူးလူသမားတယောက်အနေနဲ့လာတာမခွေနဲ့ကမင်းဒီအင်ဂျီလက်ရှိလေးကိုအပေါ်သို့ဆွဲတင်ရင်းခတ်မှန်ပါပင်ပြောလိုက်မိသည်အေးကောင်းပြီဒါဖြင့်မင်းတာဝန်ကိုစပြီးတော့ခိုမှာချိန်ထားတဲ့တောင်းလေးတွေတွေ့လားအဲ့ဒီတောင်းလေးတွေကိုကြက်ဥတွေကောက်ထက်ပြီးရင်တကားဝတ်မှာလာထားနောက်တစ်တောင်းယူထက်ကြက်ဥကောက်ပြီးရင်ကြက်စာလိုက်ပြီးဟုတ်ပြီလားမကြည့်တာရှိရင်ကြက်ကိုမေးနိုင်တယ်နားလေပါဘီ ပြောပြောဆိုဆိုတောင်းကလေးကိုဖြုတ်ယူကကြဲများထားရာအိမ်မှတကားလေးကိုဆွဲခွင်လိုက်သည်နှာခေါင်းထဲတွင် ဖွဲနှုဇော်နှင့်ကြက်ချီဇော်ကဆူဆူဝါးဝါးနံလာသဖြင့်နှာခေါင်းတစ်ချက်ရှုပ်လိုက်မိသည်ကြဲများကိုနှာခေါင်းစီနှာခေါင်းစီတန်အင်းတန်အင်းတန်းကြီးတဲ့ဝယ်အကန့်အကန့်ပြုတ်လို့၍ထဲ့ထားလိမ့်၏လူဝင်စားလေးနှင့်ကြဲများကဆူညံစွာအော်ကြမိကြတော်သည်ကြက်ကုံပေါင်း900ခန့်ရှိလိမ့်မည်ထင်သည်တန်တကားဆင်ရှင်လျှောလေးများတွင်ကြက်ဖြူဖြူကလေးများကစီတန်းနေလိမ့်သည်မခင်ကနှာခေါင်းကိုလက်ကင်ပွားထရေဖြင့်အုပ်ထားရင်း ကျုပ်များကိုဒလုံးစီကောက်ကတောင်းတဲ့သို့ထဲ့ရတော်သည်ကျုပ်ကောက်ရသည်မှာတရောင်းမင်မပြည့်တဲ့သည်ခေါင်းကမူးလာတော်သည်ထို့ကြောင့်တောင်းကလေးများချကကျင့်ကလေးကိုမှီနေလိုက်ရသည်အမိလိုဟန်မျိုးနဲ့တော့ညနေမိုးချိုတောင်ကျုပ်ကောက်လို့ပြီးမှာမဟုတ်ဘူးမခင်နဲ့ကစိတ်ပေါပေါဖြင့်လှည့်ကြည့်လိုက်မိသည်ဒီလိုမျိုးကျမတခါမှမလုပ်ဘူးဆိုတာလဲရှင်အမှတ်ရပါဦးဒါရီကျုပ်နားမလဲဘူးလေကျုပ်စီလာတဲ့လုံသမားတယောက်ကိုလောက်ရီကန်ကြီးဘယ်လောက်ရှိသလဲဆိုတာကဲခတ်ဖို့ပဲကျုပ်နားလေတယ် ဘာဖြစ်လို့လဲဆိုတော့ကျုပ်ကလက်ကပေးထားရတာကိုမခင်တဲ့ကဘာပြန်ပြောရမှန်းမသိပဲလက်သီးလေးကိုသာတင်းတင်းပေါအောင်ဆုပ်ထားလိုက်ပြီးတော့ဒီဥအောင်ထုံကမှုဘာမှမဖြစ်သလိုလေတချုံချုံဖြင့်အခန်းထဲမှာလှည့်ထည့်သွားလေသည်ဒီမှာဒီမှာမခင်တဲ့ကသူ့နောက်သူ့ခတ်တုတ်တုတ်ပြေးလိုက်သွားရင်ခေါ်လိုက်ပြီးတော့ဒီဥအောင်ထုံကမှုတနာစပွဲသူ့ကိုမော့ကြည့်နေတော့မခင်တဲ့ဤညက်နာကလေးကိုတီတီကြီးကြည့်နေလိုက်သည်ကျမကိုတိပြန်လို့တစ်ခုခိုင်းစမ်းမှာခိုင်းမှာဥအောင်ထုံရဲ့ဒီကြက်လုတ်တွေတော့ကျမမလုပ်ပြသေးနဲ့ ခေါင်းတင်မှုပြီးတိတ်အံ့ခြင်းစကားပြန်မဆုံးသေးပြီးမခင်ရွက်ကဝေါကနေအံ့ချလက်လီသည်ဒီလိုဆိုတော့လေဥအောင်ထုံးကပြပြသလဲဖြစ်ကနီးရခုံတန်းကလေးပေါ်တွင်ဖေးဖေးမမထိုင်စီလေသည်တခဏချင်းမှာပြန်ညှိုးနှွမ်းသွားသောမခင်ရွက်၏မျက်နှာကလေးကိုကုဏသက်စွာကြည့်နေပြီးတော့ဤတိတ်ကောင်းမှုနေသလားမခင်ရွက်တက်တာရလာရင်ဟုတွတ်တွတ် မေးနေပြန်သည်ကျမတက်တာပါပြီဥအောင်ထုံးဒါပေမဲ့ကျမဒီကြက်လို့ကြက်လို့တွေတော့ပြန်မလို့ပြန်စီနေတော့နော်မခင်ရွက်ကသူ့ဘေးတွင်မမတ်ရရင် ောင်းတော့မှန်ကလေးပြောနေမိသည်ကောင်းပါကြီးမခင်နဲ့ကြဲ့လို့တွေဒီပြင်လူတရားကိုလှဲ့လိုက်ပါမယ်ဒီနေ့တရားတော်အိမ်ပြန်ပြီးနားယူခြင်းစိတ်မရှိဘူးလားရှင်ကကြီးကြီးပြည်ပြည်ခွင့်ပေးမှတယ်လားဦးအောင်ထွန်းအိုးမခင်နဲ့ရဲ့ဦးအောင်တော်ကသူ့အားမဝက်တဝင်ကလေးကြည့်နေတော့မခင်နဲ့ကိုပြန်ကြည့်ရင်ညှိလိုက်မိတော်သည်တဲ့ကြည်စံကိုအောင်ထွန်းကျမကွက်ထဲကမုံလာဦးကြည့်တွေမထွားဘူးလားခုလို့ဆိုကျမလည်းအောင်မက်လက်အောင်လက်မက်ရာကောင်းပါပြီနော် ညကမိုးရွာလို့ထင်ပါရဲ့စီစဝါတွေရောစပယ်တွေပါပွင့်လိုက်တာအားကြီးပဲကျမတို့ခုရတာလက်တော်မနိုင်နိုင်ဘူးမင်းကဥငွေရတို့ဂုံဖိုးငွေလာရှင်းသွားတဲ့ကောင်တော်ကျမပဲလက်မှတ်ထိုးယူထားတယ်လေစသည်စသည်တို့ကမခင်နဲ့ဤပြောင်းလဲလာတော့လေးစံဖြစ်သလိုအော်ထမင်းစားတန်ကြောင့်ခောက်တာတော့မကြပဲအလုပ်တွေကြီးကုန်းလုံးနေပါရောလားမခင်နဲ့ရောက်မလာသေးတာနဲ့ကျွန်တော်လာခေါ်တာလာတော့ကြစို့မခင်နဲ့ကလုတ်ပင်မှန်ပြီးထမင်းစားကောင်းလို့ထင်ပါရဲ့ပါကလေးတီကိုဖောင်းလာတာပဲ ကျွန်တော်နေ့လည်ကရန်ကုန်နဲ့သွားတယ်မက်ခင်းနဲ့ရဲ့ဒီတုံကြီးစင်ကလေးမြင်တော့မက်ခင်းနဲ့နဲ့လိုက်မှာပဲဆိုပြီးဝဲခဲ့တာကြက်ရလာရင်စားစီစားစီတို့ကလည်းပြောင်းလဲလာတော့ဥအောင်ထုံးဤစကားတံများပင် ဖြစ်ပါတော့သည်တို့ကဲဆိုပြောင်းလဲလာတော့လေသာနဲ့သူသူတို့နှစ်ဦးဤတိုင်းများကိုစီချထားသောခြံစည်းရိုးကိုလည်းဖြုတ်ပြစ်လိုက်ကြတော့သည်ကြဲပြန်းသောရာခင်းများဤလဲတွင်ဥအောင်ထုံးဤတိုက်နဲ့မက်ခင်းနဲ့တို့တိုက်တာထင်းထင်းလင်းလင်းကြီးရှိနေတော်သည်မက်ခင်းနဲ့တို့ချမ်းမမြေရဲများကိုဥအောင်ထုံးတို့လူသူများလူများစုအားဖြင့်အုံပြုကား ပန်းမျိုးစုံခြံကြီးဖြင့်ပြောင်းလဲပစ်လိုက်လေသည်လူဝဲသောငွေကိုမခင်နယ်ဖခင်ကြီးကဥအောင်ထုံးအားပုံ၍အထားလိုက်လေသည်မနေ့စာကိုမခင်နယ်ကဥအောင်ထုံးတို့မောင်နှမနှင့်ဆား၍ညစာကိုမူဥအောင်ထုံးတို့မောင်နှမကမခင်နယ်တို့ကကြိုးမွေးသည့်အခါခင်မင်းကြောင်းဝင်လာကြသည်ယနေ့ညလည်းထုံးစံတိုင်းညစာဆားသောပြကြ၍ဧကန်နယ်ဝဲဆူယုံကမခင်နယ်တိပြသောဆန်းရည်အတံကိုနှစ်နှစ်ခြိုက်ခြိုက်နားထောင်ကြလေသည်ဒီရကုံမြန်းနှန်းကတလွန်းစွာလေး ပွင့်စပယ်ခက်တာငယ်ကြိုင်လျမ်းလိုထုံပန်းနံမွေးထူးထွေထဲ့ပြောင်ဖျားပင်စုံစွာသာကျွမ်းမှု ပြူမန်းလိုတွေးဖူမတ်ငယ်ငယ်မြူကြတဲ့စိတ်ဝဲဟူသည်တွေးပါရဲ့လေမဲ့မဲပြောတတ်ရဲ့နဲ့ခွဲခက်ချီလေကျွန်တော်အစကနုပညာဆိုလို့ဘာမှဝါသနာမပါတဲ့ကောင်မဟုတ်ဘူးဝါသနာပါတဲ့ကောင်မဟုတ်ဘူးခုဒီတချင်းတပုတ်ပြည့်အောင်မဆိုသေးဘူးမဆိုဘူးသေးဘူးဒါကိုခုမှနောင်တရရနေမိတယ်မိဘနာမခြံတဲ့သူဆင်းသွားသည်နဲ့ဥအောင်ထွန်းက မခွင်နေထိုင်နေရာဆန်ရခုံဂရီနာတို့လာရရင်တီတီခန့်ခန့်ကြီးပြောလိုက်လေသည်မခင်နေကသူဘာဆိုလိုမှမသိတဲ့ဖြင့်မော်ရွေသာကြည့်နေမိသည်ကျွန်တော်စီတီဘာဖြစ်နေမှမသိဘူးခုလိုမခင်နေသူချင်းဆိုပြီးဆန်ရတီးနေတဲ့ခါမှာကျွန်တော်ကဘေးကထိုင်ပြီးစီးလိုက်ပြီးနိုင်ရင်ကောင်းမှာပဲလို့တွေးနေမိတယ်မလန်မကန်တွင်ထိုင်နေသောဝေဝေကအလိုက်တူသွားပြီးဝန္နာတို့ထွက်သွားတော်သည်မခင်နေသည်ဘာပြန်ပြောရမှမသိတော့လဲယုံကျင်လာလေသည် သူကမြခင်နေပြုံးတုံတုံမျက်နှာကလေးကိုတမက်တမောကြည့်ရင်းစကားကိုဆက်လိုက်ပြန်ပါ၏ဒီနေ့ကျတော့ကျွန်တော်ရှင်းရှင်းပဲဖွင့်ပြောတော့မှာဗျာကျွန်တော်မြခင်နေကိုချစ်တယ်မြခင်နေကိုပိုင်ဆိုင်ခြင်းနဲ့မြခင်နေကလည်းကျွန်တော်ကိုချစ်တာပဲမဟုတ်လားဒီမကောင်ထွန်းမြခင်နေကထိုင်နေရမှာဆက်ခနဲ့ထကဥအောင်ထွန်းနဲ့မျက်နှာချင်းဆိုင်ကရက်လိုက်လေသည်ဒီမကောင်ထွန်းရှင်ဟာဆိုက်ပြိုးပြန်မှာသိပ်ပံပွဲတွေရထားပြီးမဲ့အချစ်ရိပ်မှာတော့တငယ်တက်တောင်အောင်မှာမဟုတ်ပါဘူးရှင်းစိတ်ထဲမှာမင်းကလေးတယောက်ရဲ့ချစ်ဟာ ပန်းပွင့်တဝင်းပွင့်လောင်အောင်ပြည်သူပြောထောင်ရင်ရတယ်လို့ရလိမ့်မယ်လို့များထင်နေသလားဟင်ငွေတုံးကရှင်ဆိုင်ခဲ့တဲ့ဒေလီယာပန်းတွေပွင့်နေကြပြီဖြစ်ပေမဲ့ငွေတုံးကမှရှင့်ကိုတိခဲ့ရတဲ့ကျမရဲ့နှလုံးသားပေါ်မှာတော့ရှင့်အတွက်မြတ်တာပန်းကပွင့်ညင်မှာပွင့်မှာပေါ့ကောင်းထုံးရဲ့တိတ်လည်းမတည်ကြလိုက်ပါနဲ့အောင်မခင်နေသည်ဦးအောင်ထုံးကြီးဇကားကိုမကြည့်မနှက်ဖြစ်ကတော့ဘောပွားနဲ့အရှိကြီးပြန်ပြောလိုက်မိလေသည်ကြည်လေပြောပုံကမခင်နေကလည်းချစ်တာပဲမဟုတ်လားတဲ့တေချာနေလိုက်ပုံကတကယ်ဆိုရင် မခင်နဲ့ကျွန်တော်ကိုစဉ်းစားပေးစေချင်ပါတယ်ဆိုရင်တော်သေးယခုတော်မူမင်းကလေးအိမ်ကြီးကိုပင်မငန့်ညာသလိုပြော ပြောနေပြန်သဖြင့်စိတ်မရှင်ခြင်းတော့ပဲဝေါ်တော်သည်နေရသွားတော့မခင်နဲ့မျက်နှာကလေးကိုညှို့ငယ်သွားကြည့်ရင်ကျွန်တော်မှတ်တော့ပါတယ်မခင်နဲ့ဟူ၍သာလေးလေးတော်တော်ပြောလျက်ခြာကနေလှည့်ထွက်သွားတော်သည်မခင်နဲ့လည်းဘာမှမပြောနိုင်တော့ပဲနေရာတွင်ပင်တွေ့တူဝေကလေးဖြစ်ကကြံရရှာရှိဝေဝေရဲ့မမနဲ့ကိုခွင့်လို့ပါကွယ်ဝေဝေမမနဲ့ကိုစိတ်မဆိုးအောင်မမနဲ့ရွယ်အကိုပြောပုံကြီးက မုန်းเสียပဲဟာ ဝေဝေတခုတော့မမနွယ်ကိုမေးကြည့်ပါနဲ့မမနွယ်အခုကိုတကယ်ပဲမချစ်ဘူးလားအိမ်တော်ဘက်ပြင်စဉ်းစားမပေးနိုင်ဘူးလားဟင်ဒီလိုမေးပုံမျိုးနဲ့ဒီလိုမေးခွန်းမျိုးသာဝေဝေကိုကမမနွယ်ကိုမေးလာရင်မမနဲ့အဖြေပေးမှာပါပဲဝေကိုတော့မမတွေမဖြေတတ်ဘူးကွယ်မခင်နဲ့ကတပြင်းတစ်ချက်ချရင် ဖြေလိုက်လေသည်မခင်နဲ့ကတမင်ပင်လုံခွင်သူစောစောလာခဲ့သည် channel တွင်မိသူမမရောက်သေးပေတဖက်အိမ်ဝါသို့ရောက်သည်နှင့်ပြေးထွက်လာသောဝေဝေကိုတွေ့လိုက်ရသည် မမနဲ့မမနဲ့အကူရဲလေးထုတ်ပိုးတွေမြင်လို့ဝေဝေတကားဘောကတက်ကြည့်လို့မြင်ခဲ့ရတာမနေ့ကလည်းကော်ဖီထွက်ပြီးမတော့ဘူးသူ့ကြည်ရမမနဲ့ကိုတိတ်ဆက်သွားပြီးတန်လျာရထွက်သွားမလို့နဲ့တူတာပဲမခင်နဲ့ကဝေဝေလက်ကလေးကိုဆွဲကအိမ်ထဲသို့ဆုတ်ဝင်လာခဲ့မိသည်ဥတော်တော်အိမ်ခန်းခြေသို့ရောက်တော့တကားကိုခပ်ပြင်းပြင်းနဲ့ခောက်လိုက်သည်ဝေဝေလာခဏနေုံဝေးဟူသောအံကိုကြားရသေးပြီမခင်နဲ့ကမနေကြတော့ပဲကျမပါအကုန်ထုံးခင်ရွက်ပါမခင်နဲ့ဟူသောအံကြားရသည်နဲ့တကားကလှမ်းမြန်စွာပွင့်သွားလေသည် ။ဘာကိစ္စလဲ။မက်ခင်ကဘာမှမဖြစ်ဥော်ထုံးကြီးအခန်းထဲသို့သာမျက်လုံးတစ်ချက်ကစားလိုက်၏။တက်တာတစ်လုံးနဲ့ပြန်ကျင်နေသောဝတ်စားတို့ကိုတွေ့လိုက်ရသည်။ဝေစီမက်ခင်နဲ့အကိုဖြစ်သူကတလဲစီကြည့်ရင်နေရာမှလှစ်ခင်းနဲ့ထွက်သွားတော်သည်။ဘာကိစ္စရှိလို့လဲမက်ခင်နဲ့။ရှင်းကားကိုဖယ်ထွက်သွားမလို့လဲ။ဒါမက်ခင်နဲ့မဆိုင်ပါဘူးလေ။တုတ်ပန်းမျိုးတွေမှာထားတာမေမျိုးတွားယူမလို့ပါ။တုံတုံမုံမကြီးပြန်ဖြေလိုက်တော့ဥုံထုံကိုကြည့်ရင်မက်ခင်ရက်ကရဲကျင်လာလေသည်ထို့ကြောင့်သွားကလေးပေါ်အောင်ပြုံးရင် အမလီကွန်ထုံရဲ့ပန်းမြုပ်ယူအတွက်ကိုတိုင်ကိုကြမင်းမြုပ်တော်သွားနေရောမတလားဦးအောင်ထုံကြီးမျက်နှာကြီးကနီလာသည်ထို့နောက်သူ့ရှေ့တွင်ပြုံးလှလှကလေးနှင့်ရက်နေသောမခင်နဲ့ဤလမောင်းကလေးနှစ်ဖက်ကိုခရရန်ဆွဲကန်လှုပ်ခါလိုက်သည် ခမရကအောင်းနိုင်သူပါမခင်နဲ့ဒီတပွဲမှာတော့အောင်းနိုင်သူပါဒါကိုခမရကကြုတ်ကိုလာပြီးလောင်နေသဘောလေခမရပူဝမ်းသာရောက်အောင် ရေနံအောင်ပြောကြရအောင်မယ်ကြုတ်ခုသွားတာခမရကိုချစ်တဲ့စိတ်နဲ့ကြုတ်ကိုကြုတ်မထိန်နိုင်လို့သွားတာပဲကဲကျင်းတတ်ပြီလား ဥက္ကထုံကစကားဆုံးသည်နှင့်မက္ခိနေကိုကြောပြေးကဝေးများကိုပြန်၍ရွေးချယ်နေသည်မက္ခိနေ၏မျက်နှာပေါ်မှပြုံးကပြောက်ွယ်သွားကငုံမဲ့မဲ့ကလေးဖြစ်လာသည်မက္ခိနေထံမှဆိုင်တန်ကိုမှတ်မထင်ကြားလိုက်ရသည်ဖြင့်ဥက္ကထုံကအံ့အသင့်ရင်းလှည့်လိုက်မိသည်သူကြည့်နေသည်မက္ခိနေကသူ့ဘေးသို့ဒူးကလေးထောက်ရင်းလာထိုင်လိုက်လေ၏ရှင်ကျမကိုသိချေသေးတယ်ဆိုတဲ့စကားလေးတခွမှထပ်မပြောနိုင်ဘူးလားထပ်မပြောနိုင်တော့ဘူးလားကောင်းထုံရဲ့ရှင်သိချေပါတယ်ဆိုတဲ့ကျမကိုတယောက်တည်းဒီရခင်းထဲမှာထားရည်ရက်တော်မယ်ပေါ့ဟုတ်လား ရှင်ဟာမင်းကြီးရဲ့ယင်ထဲမှာရှိတတ်တဲ့မာနတရားနဲ့ချစ်ချင်းမြတ်တာသဘောတရားကိုမသိသားစိုးဝါလာကြည်လားဟင်။အိုးဘာပဲဖြစ်ဖြစ်ဒီတခါတော့ရှင်ကိုကျမတားရလိမ့်မယ်။ရှင်တရားတကင်းကထွက်မသွားရအောင်။ကျမမှာရှိတဲ့မြတ်တာတွေကိုစုပုံပြီးတားရလိမ့်မယ်။နားလည်လားရှင်။မခင်ရဲ့စကားမဆုံးမိပင်ဦးအောင်ထွန်းကမခင်ရဲ့ဤနှုတ်ခမ်းလေးကိုလာဖြင့်လက်ဖြင့်ပိတ်ထားလိုက်သည်။ပြီးမှမျက်ဤတို့ပြင်လျှံနေပြီဖြစ်သောမခင်တို့ဤမျက်လုံးလေးများကိုပြုံးပြုံးကြီးဆက်ကြည့်လိုက်သည်။သူဤတမ်းမှာတော့လက်နဲ့ဖြစ်ဖြင့်လည်း မခင်တွေဤကိုလုံးကြစ်ကြစ်ကလေးကိုတင်းတင်းကြီးဖက်ထားလိုက်မိရင်ကျွန်တော်မသွားတော့ပါဘူးချစ်ဝိဇ္ဇာမကြီးရဲ့ဒီတစ်ခါဖြင့်နှွေခေါင်ခေါင်မှာပြိုးတဲ့မြတ်တာပန်းဟာလဲကျွန်တော်အတွက်ပွင့်လာပြီပေါ့နော်ဒီပွင့်လာတဲ့ပန်းကလေးကိုကျွန်တော်တစ်သက်လုံးရွရွရရနဲ့မျက်နှုတ်သွားမှမခင်တွေရဲ့ရုံနဲ့မဟုတ်လားမခင်တွေကမျက်ရည်ကြားမှာပါဇက်ကလေးကိုပြုံးပြုံးလေးစီကခေါင်းကိုအသာငိတ်ပြလိုက်လိမ့်သည်တဲ့အလင်းရောင်မဂဇင်1960နဲ့တဲ့နားကျင်ပြကြတော့ ညီကိုမတော်များလုံးကျေးဇူးထုတ်တင်ရှိပါရခင်ဗျာညီကိုမတော်များတွေအားလုံးကြားမှာကြပါစီချမ်းသာကြပါစီပြည်ရန်လည်းများကရှင်းကြပါစီလူကျင်သောပဲ့နိုင်ကိုလည်းမြန်ဆုံးရောက်ရှိကြပါစီခင်ဗျာနောက်လာမယ့်ဝိထုတို့များကိုလည်းဆက်လက်နားဆင်ပေးကြပါဦးလို့ကျွန်တော်တို့ညီကိုမတော်များရောတောင်းဆိုပါရစီခင်ဗျာ